အာဂါတာအမိုက်တချို့နဲ့အာဂါတာယူမှာထိခိုက်မှုအနေချင်းရှိခဲ့တယ်လို့ယုံကြည်ရတဲ့အခြေအနေကြောင့်တရုတ်အာဂါတာယူမှုတွေရဲ့ကမ္ဘာမြေအပြန်ခရီးစဉ်ကိုယာယီဆိုင်ငံ့ထားလိုက်ရတယ်လို့တရုတ်အာဂါတာအေဂျင်စီကဗုဒ္ဓဟူးနေ့ကကြေညာခဲ့ပါတယ်။တရုတ်ရဲ့တီယန်ကောင်အာဂါတာစခန်းကိုရောက်နေတဲ့အာဂါတာယူမှု၃ဦးဟာမူလကနိုဝင်ဘာလ9ရက်နေ့မှာကမ္ဘာကို ပြန်လာဖို့ရထားခဲ့ပေမဲ့အာဂါတာအမိုက်တချို့ကသူတို့စီနေလိုက်ပါမယ့်အရှင်ကိုထိခိုက်စေခဲ့တယ်လို့ယူဆရတဲ့အတွက် အပြန်ခရီးကိုဆိုင်းငံ့စေခဲ့တာဖြစ်ပါတယ်။ရှန်ဆုံ20အာဂါတာယင်ဟာအာဂါတာအမိုင်အသေးမွားတချို့နဲ့ထိတွေ့ခဲ့တယ်လို့ယူဆရကြောင်းဒါကြောင့်ယင်ကိုထေရဲ့ထိခိုက်နိုင်ခြင်းနဲ့အန်ဒီရရှိနိုင်တဲ့အလားအလာတွေကိုကျွမ်းကျင်တူတွေကပြန်လည်စစ်ဆေးနေတယ်လို့အာဂါဒယမူရရဲ့လုံခြုံရေးနဲ့မစ်ရှင်အောင်မြင်ရေးတွေအတွက်ရှန်ဆုံ20ရဲ့အပြန်ခရီးကိုနိုဘာ9ရက်နေ့မှာစီစဉ်ထားရကနေရွှေ့ဆိုင်လိုက်တာ ဖြစ်ပါတယ်။ တရုတ်အာဂါတာရမိုးရဲဟာတီယန်ကောင်းအာဂါတာစကန်ကိုဧပြီလကလေးကရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်မှာတော့သူတို့နေရာကိုအစားထိုးမဲ့အာဂါတာရမိုးရဲကရှန်ဇုံ21အာဂါတာရင်နဲ့အတူရောက်ရှိလာတာကြောင့်ရမိုး3ဦးကကဘာစီ ပြန်လာဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။အာဂါတာစကန်မှာရှိနေတဲ့ရမိုး3ဦးအကြောင်းတာဝန်လွှဲပြောင်းမှုတွေနော်မာလာ၄ရက်နေမှာ ပြီးစီးသွားခဲ့ပေမဲ့မျော်လင့်မထားတဲ့ပြဿနာကြောင့်နောက်နေမှုဖြစ်နေခဲ့တာပါ။ ဖြစ်စဉ်နဲ့ပတ်သက်လို့အသေးစိတ်ကိုတော့ agency ကမကြေညာသေးပါဘူး။အာဂါဒယင်ရဲ့ဘေးအစိတ်အပိုင်းမှာထိခိုက်ခဲ့တယ်လို့ဆိုတာကိုလည်းအတိအကျထုတ်မပြောပါဘူး။ကဘာပတ်လမ်းမှာတိဆောက်ထားတဲ့တီယန်ကောင်းအာဂါတာစကန်ဟာ2021ခုနှစ်ကစတင်ပြီးလုပ်ငန်းလေပတ်နေခဲ့တာဖြစ်ပါတယ်။2023တုန်းကတော့ဆိုလာပြားတွေကိုအာဂါတာအမိုက်တွေထိမှန်ခဲ့တာကြောင့်စကန်ရဲ့အစိတ်ပိုင်းတချို့တအားပြတ်တောက်ခဲ့ပါတယ်။ နောက်တော့အာဂါသယမိုးတွေကအာဂါသထဲထွက်လန်းလျှောက်ပြီးပြင်ဆင်မှုတွေလုပ်ခဲ့ရတယ်လို့စကန်ရဲ့အပြင်ဘက်နိုင်ငံကိုပုံမအဖြစ်ခဲ့ရပါတယ်။ပြီးခဲ့တဲ့2021ခုနှစ်တုန်းကအမေရိကန်နဲ့ရုရှားအာဂါသယမိုးတွေပူးပေါင်းအလုပ်လုပ်နေတဲ့နိုင်ငံတကာအာဂါသစကန် ISS မှာတပ်ဆင်ထားတဲ့ကနေဒါလို့စက်ရုံလက်တန်တစ်ခုကို1မီလီမီတာအချင်းလောက်ထိသေးငယ်တဲ့အာဂါသအမိုက်ထိမှန်လို့လက်တန်ရဲ့ကိုယ်ထည်မှာအပေါက်ဖြစ်သွားခဲ့တဲ့ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပါတယ်။